်အတရေဖြတ်မှုများတရင်တောင်တရင်စာသဘာတေဦးဖြစ်လာပါကအတရေဖြတ်မှုကိုဂွေတကွေ၌ရင်ဆိုင်မိတတ်ကြသည်ထိုဥပဒေကိုလေ့လာထားရင်လိုအပ်သည်အတရေဟူသည်မှာနာမည်ကောင်းပင်ဖြစ်သည်လူတို့သည်နာမည်တစ်လုံးနှင့်လူတစ်လုံးလှုပ်ဖို့ကြိုးပမ်းကြရသည်လူတိုင်း၌နာမည်ကောင်းတစ်ခုကို ခံယူရန်အခွင့်အရေးရှိသည်သူအခွင့်အရေးကိုဥပဒေကကာကွယ်ပေးလေသည် ထို့ကြောင့်ဥပဒေသဘောအရအတရေဖြည့်ရရောက်သော အင်္ဂါရက်တို့ကိုဤသို့တတ်မှတ်သည် ကာကြီးသူတဝိအတရေကို၁နိလာဇေလိုသောအကြံဖြင့်၎င်း၂နိနာဇေလိပ်မီကိုတိလိရနှင့်၎င်း၃နိနာလိပ်မီဟုယုံကြည်ပွဲအကြောင်းရှိလျက်နှင့်၎င်းခါကွေ၁နှုတ်ဖြင့်ဖြစ်စေ၂ဖတ်ရှုရန်ကြံရွယ်သောစာစကားဖြင့်ဖြစ်စေ၃အမတ်သားဖြင့်ဖြစ်စေ၄ထင်ရှားသော ပုံတရံဖြင့်ဖြစ်စေကငယ်၁ဆွဆွဲချက်ပြုနေတော်၎င်း နှင့်ကြီးညာလျင်တော်၎င်းအသေးပြတ်မှုအင်္ကာမြောက်၏တရင်စာသမားတို့အဖို့ကြီးညာခြင်းဆိုသောအင်္ကာရက်သည်အရေးကြီး၏တရင်တောင်းနှင့်အရီတာတို့၌ညီသူတစုံတစ်ယောက်ကိုမျှအသေးပြတ်လိုသော စေတနာမထမ်းတော်လဲသူတို့ဘကအာဂါရာတရားဖြင့်ဗက်လိုက်၍နစ်နာအောင်ရေးသားထားသောတရင်ကြီးညာချက်ဟောပြောချက်ကြော်ညာစသည်တို့ကိုတရင်စာ၌ထည့်သွင်းထုတ်ဝေမိလျင်မိမိနှင့်ဓာတ်ရိုက်မပတ်သက်ပါဘဲနှင့် ပြစ်မှုကိုကျူးလွန်ရာရောက်သည်ထိုနေ့တူစွာ ပုံနှိပ်သူ ထုတ်ဝေသူသတင်းစာရောင်းသူတို့သည်လည်းအထက်ပါအတိုင်းထုတ်ဝေရေး၌အလိုတူအလိုပါပြစ်မှုကျူးလွန်သည်ဟုဥပဒေကမှတ်ယူသည်သတင်းစာသမားတို့အလွယ်နှင့်မှတ်မိအောင်ပြောရပါလေကာဂျီသူတို့ဘာအတရေထိခိုက်နေတာအောင်ခါခွေမမှန်သောအကြောင်းကို ကငယ်သူတို့ဘာအာကျညာခြင်းသည် အတရေဖြတ်သည်မြည်တခါတည်းရန်အကြောင်းရေးသည်မှန်မင်းမှန်စေကမူသူတို့ဘာအတရေပြတ်အောင်တမင်တကာကျညာနေလေအတရေဖြတ်ရာရောက်သည် တို့ရာတွင်အတရေပြတ်မှု၌ထူကျေနိုင်သောအချက်၃ချက်ရှိသည်ယင်းတို့မှာ၁မှန်ကန်ကြောင်း၂သဘောရိုးဖြင့်တရားမျှတစွာဝေဖန်ကြောင်း၃ရေးသားပိုင်ခွင့်ရှိကြောင်းဟူသော အကြောင်း၃ချက်ကိုထင်ရှားအောင်ပြနိုင်လျင်အတရေဖက်ရာမရောက်ပါရေးသားပိုင်ခွင့်ဟူရ၌အကျဉ်းအပြင်ကာကြီးတရားရုံးနှင့်တရားရုံးသဘောတက်ရောက်သည့်အမှုတို့၌မူကြီးစီရင်ဆုံးဖြတ်ချက်ကိုမှန်ကန်စွာတည်င်းရေးသားပိုင်ခွင့်ခါကွေနိုင်ငံဝန်ထမ်းဖြစ်သူအမှုတန်းအရာတန်းတို့က အများပြည်သူဝတ္တရားဆောင်ရွက်နေစဉ်ယင်းဝတ္တရားထမ်းရွက်အရာ၌ပြုမူပုံနှင့်ထမ်းရွက်ခိုက်တွင်ထားရှိသော အမှုအကျင့်ဇာရိတ်တာတို့ကိုသဘောယိုးဖြင့်ပြည်သူအကျိုးငါမျှတစွာဝေဖန်ရေးသားပိုင်ခွင့်ကာငယ်နိုင်ငံရေးနှင့်ဆက်လင်းသောထင်မြင်ချက်အပြင် အခြားအများပြည်သူဆိုင်ရာ အဖွဲ့အစည်းတို့၏ဆောင်ရွက်ချက်များကိုဝေဖန်ရေးသားပိုင်ခွင့်ကာကြီးတရားရုံးတို့တွင်ဂျူရီဆုံးဖြတ်ချက်ပေးပုံတရားလိုတရားခံတတ်တဲ့နေ အမှုကိုယ်စားလှယ်တို့ကိုတင်ပြင်ချက်ဝေဖန်ချက်ရေးသားပိုင်ခွင့်ငါဇာပေအမှုပညာရက်တို့ကိုဝေဖန်ချက်ရေးသားပိုင်ခွင့်အစရှိသည်တို့ဖြစ်သည်ရေးသားပိုင်ခွင့်ဆိုရ၌မှန်ကန်၍အများပြည်သူအကျိုးငါတရားမျှတစွာရေးသားခွင့်ကိုဆိုလိုသည်လူတဦးတယောက်နာမည်ပြက်စေရန်လှုပ်လေအတရေဖြတ်သည်မိနိုင်ငံတော်ကိုနာမည်ပြောင်းလုပ်လေအကြီးညိုဖြတ်သည်မိထို့ကြောင့်အကြီးညိုဖြတ်မှု၏အင်္ဂါရများသည်အတရေဖြတ်မှုအင်္ဂါများနှင့်ကပ်ဆင်စင်တူသည် အစိုးရကိုမုံထားအောင်တော်၎င်းမလေးစားအောင်တော်၎င်းပြုလုပ်လျင်တူဒီမဟုတ်ပြုလုပ်ရန်အားထုတ်လျင်တူဒီမဟုတ်မေတ္တာပြတ်အောင်နှုံစော်လျင်တူဒီမဟုတ်လှုံ့ဆော်ရန်အားထုတ်လျင်ဟူသောအချက်တို့သည် အကြီးညိုဖြတ်မှု၏အဓိကအင်္ဂါရပ်များဖြစ်သည်သို့သောရင်းတို့ပြုလုပ်ခြင်း၌တစ်စကားဖြစ်တော်၎င်းနှင့်စာဖြစ်တော်၎င်းသောအဖတ်သားဖြစ်တော်၎င်း၄၊ထေရှားသောပုံသဏ္ဍာန်ဖြစ်တော်၎င်းပြုလုပ်လျင်အကြီးညိုဖြတ်မှုအင်္ဂါလုံးဝရောက်ပေသည် ဤနိုင်လေအစိုးရကိုအကြီးညိုပြက်စေသောစာရွက်စာတမ်းရေးသားတိပြက်ပုံနှိပ်ထုတ်ဝေဖျက်ရှိရောင်းချသူအလုံးကြီးညညာချင်းကိုအတူတကွပြုကြသူကြီးသာ ဖြစ်စေရမည်ဟုဥပဒေကယူဆသည်လူရန်သားကြီးရဲတိုက်ပေးမှုလူရန်သားချင်းကြီးရဲတိုက်ပေးမှုဆိုသောစကားမှာအယက်သားနားလည်လွယ်အောင် ပြောသောစကားဖြစ်သည်ဥပဒေစကားကိုသုံးတယ်အမျိုးအစားတစ်ခုနှင့်တစ်ခုရန်ညှိုးထောက်အောင်အားပေးအားမြောက် ပြုခြင်းဖြစ်သည်လူရန်သားကြီးရဲတိုက်ပေးမှုအင်္ဂါရဲတို့မှာ တရန်ညိုးစိတ်ထားအောင်တော်လကောင်နှင့်မုံတီအောင်တော်လကောင်အာပေအာမြောက်ပြုလုပ်လျင်တို့ဒီမဟုတ်အာပေအာမြောက်ပြုလုပ်ရင်အားထုတ်လျင်အထက်ပါအင်္ဂါရဲ့၃ရက်တို့ကိုကာယကံမြောက်အောင်နှုတ်ဖြင့်တော်လကောင် စားဖြင့်တော်လကောင်အမှတ်အသားဖြင့်တော်လကောင်ထေရှားသောပုံသဏ္ဍာန်ဖြင့်လကောင်ကျင်းညာလျင်ဟူ၍ဖြစ်လေသည်ဤပြစ်မှု၌အားထုတ်သည်နှင့်ပင်လျင်ပြစ်ဒဏ်သင့်နိုင်သည်ထို့ကြောင့်သတင်းစာသမားတို့အဖို့တရိပ်ပြုရန်မှာလူဒန်းစားခြင်းမုံတီရန်ညှိုးထားစေရန် ရည်ရွယ်စာတန်းကိုတုတ်ဝေလိုက်သည်နှင့်တပြိုင်နက်အာထုတ်ချင်းသည်ဟူသောအင်္ကာနှင့်ညီနေသည်ကိုတတိပြုတင်ပေသည်လူရန်စာကြီးရန်တိုက်ပေးမှုနှင့်ဆက်လျ၍လူရန်စာဟူသောဝေါ်အရိုက်အနတ်အိတ်ပင်မှာယခုတိုင်မရှင်းလင်းသေးပါအသေးရပြတ်မှုကိုရှောင်ရှားနိုင်ရန်တရင်စာဆရာတို့၏အရေးအချင်း၌စာများများဖတ်ရန်လိုသည်အချက်အလက်များများသိရှိရန်လိုသည်ထို့ပြင် ရေးသည်။စာများတရင်ဆောင်းပါးများကိုတတိကြီးစွာထားရန်လိုသည်ရပယံကာတို့တွင် အမှတ်မတင်ပေါ်ဆမှုတရိချုပ်ရွံ့မှုကလေးမှာကြီးကျယ်သောအမှုကြီးများဖြစ်လာတတ်သည်တင်မောက်ဖို့မြမပြည်၌တန်ဖိုးအကြီးဆုံးသောအသေးဖြတ်မှုကြီးတစ်ခုကိုတရခန့်အဖြစ်ရင်ဆိုင်ရဖို့သည် အမှတ်မတင်ပေါ်ရောမှုလေးကြောင့်ဖြစ်ခဲ့သည်အမှုမှာ ICIG တူကဆွဲဆိုသောရော်ကြီးဝင်နှစ်သိန်းတောက်ခံသည့်အသေးဖြတ်မှုကြီးဖြစ်သည်1953ခုနှစ်မေလ၏တခုသောညနေခင်းတွင်မိတ်ဆွေတူကသတင်းကောင်းတစ်ပုဒ်ရပါမည်ယူမီလာဟုပုံစံသဖြင့်တင်မောင်ကိုယ်တိုင်သွားခဲ့မိသည် တရင်ပေးသူမှာတရက်လုံးအမကြည်မနှက်ဖြစ်နေသောတရက်လုံးဤအတိုင်ဝန်းမှာဖြစ်သည်သူဤဆွေမျိုးသားဖြစ်သည်အိုကြီးအိုမအရွယ်လွန်မှသမီးတက်ငယ်သော အမျိုးသမီးလေးတဦးနှင့်လက်ထက်ကြောင်းအမျိုးသမီးကလေးကိုသူဤမိခင်ကတိုက်ကြအုံနှင့်ဇိုအတင်းပေးစားသဖြင့်သူတို့သမီးကလေးမှာမျက်ရည်နှင့်မျက်ခွက်ရှိကြောင်းမင်္ဂလာဆောင်စဉ်ကတိုက်ကြအိုကြီးကအဝါနုရောင်ပိုးပစိုးကိုဝတ်ထားကြောင်းသူတို့သမီးလေးကိုလည်းအဝါနုရောင်ပိုးထမိန်လေးကိုဆင်ပေးကြောင်းနဲ့တရလုံးနဲ့ဆွေမျိုးတော်ဆက်သူအတိုင်ဝန်းထဲမှာအပွားကြီးက ဖွဲ့နှွဲ့၍ပြောပြသည်အမှန်စင်စစ်အားဖြင့်တရက်လိုသည်ထိုစင်ကတိုက်ကြားကိုခေါ်လောက်အောင်ကြီးလာသည်မဟုတ်တော့လေအဖွားကြီးအပြောကောင်းသဖြင့်တင်မောင်ကသတင်းတပုတ်ရေးသားနေတော်သည်တိုက်ကြားကိုတားသက်ခံဇလန်းပမာဖက်စီယာသတင်းအထောက်တော်ငတ်စနေရေးတည်ဟု၍သတင်းဆန်ဆန်ဝိတုလိုလိုစောင်းမားတပုတ်ရေးလိုက်သည်စောင်းမကိုရေးပြီးနောက်မိမိအစာကိုမိမိမတင်ကဖြစ်လာသည်ခါတိုင်းသတင်းပစ္စည်းစောင်းမပစ္စည်းရေးသားပါလဲစာစီကန်းတို့တိုက်ရိုက်ဖို့ကစီစီသည် သတင်းစာ၌ပုံနှိပ်စေလေရှိသည်တင်ပေါ်မှာတိုးစင်းကဗမာခင်၌တာဝန်ခင်အက်ဒီတာဖြစ်သည်ဖြင့်ဗမာခင်၌ပုံနှိပ်လေသည်များစာတို့သည်သူ၏တာဝန်သားဖြစ်သည်သူရေးသားလိုရာသတင်းဆောင်မှစသည်တို့ကိုဖြစ်စေသူကြိုင်းနှင့်တက်တလို့တီးဖြတ်ထားသောသတင်းဆောင်မှစသည်တို့ကိုဖြစ်စေတင်ပေါ်၏သဘောအရပုံနှိပ်ထုတ်ဝေပိုင်ခွင့်ရှိသည်သောသောတင်မောင်ရေးထားသောတက်ကြောတားတက်ခံဆောင်မှုကိုမူပုံနှိပ်ရန်တင့်မတင့်မဝေဝဲနိုင်သောကြောင့်အိဒါကျုပ်သို့မဟုတ်တိုက်ပိုင်ရှင်ဥုံးခင်အား စာမူကိုဖတ်ကြည့်ပါဦးဟုပြလိုက်သည်ဦးအောင်ခင်ကဖတ်ကြည့်ပြီးပုံနိုင်နိုင်ပါတယ်ကွာမင်းတီးကျင်တီးလိုက်ကွာထိုကဲ့သို့ဖြစ်သည်ထိုစဉ်ကြိုက်၍ထောက်ချုပ်တော့မဟုတ်မြို့အယ်ဒီတာဦးကူကိုလေးကရှိနေသဖြင့်စာရေးသူ၏စာမူကိုယူရဖတ်သည်စာမူ၌တက်ကြောကိုဇက်လိုက်ကြည့်ကိုစံပေါ်ဟုအမည်ပေးထားသည်စံပေါ်ဟုသောအမည်မှာထိုချင်းကထင်ရှားသောဝိတုညစ်တစ်ခုမှဇက်လိုက်အမည်ဖြစ်သည် ထောက်ချုပ်ကြီးဦးကူကိုလေးသည်ထိုဝိတုညစ်ကိုဖတ်ဘူးသူမဟုတ်သည်ဖြင့် မင်းဆက်လိုက်ရဲ့နာမည်ကဆန်ပေါ်ဆိုတော့ထောက်ပါတယ်ကွာတရင်ရှင်ရဲ့နာမည်ကိုကာယံလိုက်အောင်ပေါ်ဆန်လို့ပြောင်းလိုက်ကွာတိုကဲ့သို့ဆိုသည်ပြင်မောင်ကြီးစာမူနိုင်ပါတော့ဆန်ပေါ်အမိများကို ဖောင်တိန်ဖြင့်ပြင်ဆင်ခြင်းမပြုတော့ဘဲစာစီဖုံမင်းကိုလှမ်းတည်၍ဖစ်အေးမောင်ဟောဒီစာမူတဲ့ကဆန်ပေါ်ဆိုတဲ့နာမည်တွေအကုန်လုံးစာစီတဲ့အခါမှာပေါ်ဆန်လို့စီလိုက်ဟိတိုကဲ့သို့အမိန်ပေးလိုက်သည်1953ခုမေလ14ရက်တရင်စာ၌ ပုံနေပြီးနောက်တစ်နေ့တွင်တရက်လိုကသူ၏ဂုံတရေကိုပြက်စေသဖြင့်ရော်ချင်းငွေနှစ်သိန်းရလိုကြောင်းနှင့်ဝိလုံကြီးဦးချောင်ပိုးမှတစ်ဆင့်နှုတ်တက်ပေးလေသည်မမခေအနေဖြင့်ငွေနှစ်သိန်းဖြင့်ဝင်ချ၍တောင်းပန်ခြင်းမပြုနိုင်သောကြောင့်တရားရုံးတော်၌ရင်ဆိုင်ရသည်နှုတ်တက်စာတွင်သိပ္ပံမောင်ဝါ၏ဝိတုများတဲ့၌ကောင်းသည်ပေါ်ဆန်အဖြစ်တရက်လိုအားပြောင်းလောင်၍ရေးသားလေရှိပါသည်တရက်လိုအားသူ၏အတိုက်ဝဲမှမိတ်ဆွေများနှင့်သိပ္ပံမောင်ဝါ၏ဝိတုစာဖတ်ပရိသတ်များတို့က ဘောဆန်ဟူသောအမည်ဖြင့်သိရှိပါသည် ထို့ကြောင့်ဗမကင်၌ပါသောသတင်းသည်သူ၏အမည်ကိုတိုက်ရိုက်ရေးသားပါသည်ဟုပါရှိလေသည်ထို့ note ပါဆွဲချက်အတိုင်းဗမကင်၌အပြစ်ရှိကြောင်းရိုကြီးနှစ်သိန်းပေးစေဟုရုံးတော်မှစီရင်ခြင်းကိုခံရသည် နောက်မှအယူကံမှရိုကြီး2000ကျော်ထင်းသည်နှင့်ပြည်ရသည်ထို့မှု၌တင်မောင်းသည်အမားအများကိုကျွလွန်ခဲ့မိသည်ပထမအမားမှာအသက်ကြီးသူတအူသူ့ဘာသာလွတ်လပ်စွာအိမ်အောင်ပြုတ်သည်ကို ခန့်ကျင်စိတ်ပေါ်ခြင်းနဲ့တစ်ဖက်မှမလိုလားသူ၏သွေးထိုးပေးချက်ဝင်သွားပြီးဘက်လိုက်၍ရေးသားမိခြင်းသည်မှားယွင်းသည်ဤချက်ကိုတရင်တော်တိုင်းတရင်စာဆရာတိုင်းတရိပ်ပြုတင်သည်တာမန်မူကင်းကလေးမှစကားမိတိကိစ္စမဆိုနှစ်ဖက်နှစ်ဝရှိတယ်သည်တစ်ဖက်စကားတစ်ဖက်နားကိုသာမယုံကြည်သင့်တစ်ဖက်စကားတစ်ဖက်နားသည်သူတို့မှန်သည်ကြံတစ်ဖက်မှားသည်ဟုယူဆမည်ဖြစ်သည်တရင်စာသည်မြည်သည့်ဗတ်သားမှမဟုတ်ပါဘဲနှင့်ဗတ်လိုက်မိသည်မှမှားသည် ဒုတိယအမမှာကြပြားဆန်းဆန်းစိုးရလင်အသေးကပြောသောစကား၏နောက်သို့လိုက်သွားမိသည်ဖြင့်မှသည်တရင်တောက်တို့သည်ရောက်မှကဲ့သို့ကျင့်သင်သည်ဟေအိုတမင်းအိုတို့ကိုမှုရတော်လဲသမင်းဟင်းတို့၏ရသကိုမသိသင်မှာအသေးမှာတင်ရသည်တို့လုပ်ငန်းမှာအဖြစ်အပျက်မှန်ကိုပြည်သူအားတင်ပြရုံသာရှိသည်အဖြစ်အပျက်၏ရသကိုဝင်ရောက်ခံစားရမသင့်ဤအမှု၌တင်မောင်းကတရင်တောက်ပြီးပြီးအသေးမှာခြင်းမရှိဘဲမခံခြင်းစိမ့်နှင့်ဝင်ရေးမိသည်မှာမှသည် တတိယချက်မှာလူသားတအုပ်အဖို့ကြီးငယ်မဟုဒန်းတူအခွင့်အရေးရှိသည်သူပသာသူမိကောင်းဖခင်လူကြီးလူကောင်းပိသားစွာမင်္ဂလာဆောင်ခြင်းသည်သူ၌ပြုတ်ခွင့်ရှိသည်မစီမဆိုင် ပြစ်တင်ရှုပ်ချသည့်သဘောရေးမိသည်မှာမာသည်ရေးသားမိဇေကာမူသာပေဘဟုတုတကျွဲဝါပြီးသိပ္ပံမောဝါဤကောက်သည်ဝိတုများကိုဖတ်မိပါကကောက်သည်ပောဆံကိုသိရမည်သူဖတ်ဖို့ပါသည်တတိမပြုတ်မိပါသိပ္ပံမောဝါဤစာများကိုမကြည့်သည်ဖြင့်ဤသို့အပြစ်ပေးခြင်းကိုခံရသည် တင်ပေါင်းခမများမှာဗမာကင်နိုင် အသရေပြတ်မှုဆယ်မှုတက်မင်းဲကိုတရက်ခန့်အဖြစ်ရင်ဆိုင်ခဲ့ရသည်ဘုံမှုတက်မြင်တခင်ပန်းမြိုင်စသည် ဆုံးလာသည် ဝင်းကြီးဦးတင်ထော့ ICF ဘွားကလည်းဗမာကစ်ကို အသရေပြတ်မှုနှင့်ဆွဲပူသည်သို့သောအသရေပြတ်မှုတို့သည်ညာသောအဖြစ်ရုံးဤပြပ၌စစ်ဆက်ပြင်းငိမ့်ကြသည်ကများသည်တရင်းစားကဝန်နေကြောင်ဖြစ်ရှိ၍တောင်းမှန်ရသည်လည်းရှိသည်အသရေဖြတ်ခံရသည်ဆိုသူသည် တရင်းစာနာရဲ့ပါစအချိန်တွင်ယူကနေတိုင်းကနေဒေါသပုံထတော်လဲသူ့အဲ့လျင်စိတ်ပြေတတ်ကြသည်လူနိုင်များရှာ၍၎င်းသူတို့ကုံကြသည့်ရုံးစည်ကိုတရင်းစာကထုတ်ပေးခြင်းဖြင့်၎င်းပြင်ငိမ့်လေရှိသည်တခါကကျင်းမုံကြားနေ၌အတိအဖြတ်မှုဖြစ်ခဲ့ရပါသည်ကျင်းမုံကြားနေ၌မြမအမျိုးသမီးနှင့်တူလာသောမိန်းမငယ်တူကိုလုံးပေါ်တပ်ပုံနှပုံကို ပုံနှိပ်၍ပေါ်ပြသည်သူဘသူလဲဟုမတိမတရေးကပေါ်ပြခဲ့သည် နောက်တစ်နေ့တွင် notice စာရောက်လာပြီးဝင်းမြင့်တန်းကဒေါက်တာပမော်အားဝက်လုံအဖြစ်ငှားရမ်းသောကြောင့်ဒေါက်တာပမော်က notice ပေးသည်ရဲဘုံကြားထဲကဝင်းမြင့်တန်း၏အသေးရေကိုဖျက်သဖြင့်ဝင်းချတောင်းပန်ရမည်ဟု notice ကဆိုသည်ဂျင်းဘုံတွင်ပါသောပုံမှာ ပုံစာ၌ဤပုံမြည်သူလေဤပုံပါသောဓာတ်ပုံမဂ္ဂသင်းစာအုပ်များရန်ကုန်သို့ရောက်လာပြီးနောက်လူကုန်တန်းလင်းမယားနှစ်ဦးကွဲကွာကြသည်ဟုကြားသိရသဖြင့်စုံစမ်းရာ အကွဲအနာမရှိကြောင်းတိရသည်ဟုသာဖော်ပြခဲ့သည်ထိုပုံစာအရမိတို့မှတရားစောရွေမရနိုင်ဘူးသိသောကြောင့်ဝင်ချတောင်းပန်ချက်ကိုဖော်ပြခြင်းမပြုယုံမကနောက်ထပ်ကြံဓာတ်ပုံနှစ်ပုံမှပုံနှိပ်က ပုံလေးပုံဖြင့်ဖော်ပြလိုက်လေသည်ဝင်းမြင့်တန်းကဝစ်လုံးကြီးဒေါက်တာပါမောင်မှတဆင့်တရားစွဲတော်သည်ဂျင်းမုံအယ်ဒီတာများဦးခင်မောင်ကြီးဦးကြည်မြင့်တို့ဘက်မှဂျင်းမုံဤဥပဒေအကြံပေးအရာရှိဒေါက်တာအေးမောင်ကလိုက်သည် ရုံးတော်ကအမှုရောက်ပြီးနောက်ထုံးစံအတိုင်း တရက်ပြီးတရက်ရဲချင်းသည်သို့တော်ရှင်းနေကြီးများကိုယ်တိုင်မလာကြပဲတပည့်ရှင်းနေလေးများကရဲချင်းယူနေသည်နှင့်အတော်ကြာသွားတော်သည်တနေ့တွင်မိတ်ဆွေတို့ပေါက်လာပြီးဒေါက်တာပါမောင်ကအခေါ်လွှတ်သည်ဟုဆိုသဖြင့်လိုက်သွားသည်အယ်ဒီတာကြီးရဲ့တို့အဖြစ်ကိုလည်းစဉ်းစားပါအောင်ကွာဘာဖြစ်လို့လဲဦးရဲ့ဝိမျက်တမ်းအမှုပေါ်အဲ့ဒါဘာဖြစ်လို့လဲမင်းတို့ကတောင်းပန်လိုက်ပါကွာ ကျွန်တော်တို့ကမှန်တာပဲဥလဲသိပါတယ်တရားစွဲရင်သူတို့ရှုံးမှာပါပဲဒါပေမဲ့ငါတို့အဖြစ်ကိုလည်းစဉ်းစားကြည့်ပါအောင်ကွာဘာဖြစ်တာလဲဦးရဲ့ဒေါက်တာဘမော်တို့ဒေါက်တာအေးမောင်တို့ဆိုတာမြမပြီမှာထိတ်သည့်အတော်ဆုံးဝစ်လုံကြီးတွေကွာအသက်ကလည်းကြီးလာပါပြီဒေါက်တာကြီးနှစ်ယောက်ရင်ဆိုင်ကြရမယ်အမှုကဝိလစ်စလစ်ဓာတ်ပုံမှုဆိုတော့အရက်ရက်နေပြီးတော့ကြားလို့မှမတော်ပါဘူးကွာတို့အဖြစ်ကိုစဉ်းစားပြီးတော့ကိုကြီးစာကြည့်စမ်းပါဒေါက်တာဘမော်ပြောဒီမှာမှန်သည် ဒေါက်တာအေးမောင်ကလည်းတရင်းစာကြီးဝစ်လုံတာဖြစ်တဲ့ဖြစ်နာအမှုလိုက်ရသည်ဝစ်လစ်စလစ်ဓာတ်ပုံမှုအတွက်နှစ်နှစ်ကာကာလိုက်လိုစိတ်ရှိဟန်မတူအမှုသွားအမှုလာမှာကျေးမုံကနိုင်ရမီမှာမဟုတ်ကြဖြစ်ပြီးသို့တော်လည်းထိတ်သည့်ဝစ်လုံကြီးနှစ်ဦးကိုအားနာသဖြင့်ကျေးမုံကဝမ်းနေကြောင်းတောင်းမှန်လောပေါ်ပြကအမှုကိုကြည်အေးလိုက်ရသည်ဒေါက်တာအေးမောင်သည်ဗမာခိဥပဒေအကြံပေးအဖြစ်၎င်းကျေးမုံဤဥပဒေအကြံပေးဖြစ်၎င်းဆောင်ရွက်ရ၌ အဖိုးအကငွေကြီးတပြားတစ်ချက်မှမယူသေးတင်မအောင်ဖို့ပရမအောင်လိုက်ရသောအမှုမှာလက်နက်များခိုးပြီးဥစောအားထုတ်ပြီးသောအင်္ဂလိပ်စစ်ဗိုလ်မေဂျာ BBI အမှုဖြစ်သည်သူသည်ထောင်ဆယ်နှစ်တင်သည်ကြာပြီးအင်းစိန်တောင်၌အကျဉ်းခံရစဉ်အင်းစိန်ကရင်ဝင်ခိုင်း၌လုံမြောက်သွားသည်ထို့နောက်ဗာကြီးပါဘေတစ္ဆာပေါင်းမှုဘိုမူးချစ်ကောင်းအမှုဒေါက်တာစီဂရစ်အမှုစသည်တို့မှစကား is trip ဒီ တဲအပစ်မြို့နိုင်ကျင်းပါတော့ဒူး၆တန်းကိုတက်ဖြတ်သူအိုက်ခမန်အမှုအတီတရားရုံးနှင့်ဆိုင်သောမူကင်းတရင်အမျိုးမျိုးကိုလိုက်ခဲ့ပူသည်ပြန်မော်၏တရင်နောက်တက်တဲ့၌စိတ်ကြည်နှံဆုံးပီတိအဖြစ်ဆုံးတရားရုံးမူကင်းတပုတ်ကိုပုံနှိပ်ခဲ့ပူသည်အမှုမှာ1952ခုနှစ်ကပြစ်ပွားသည်ဗမာခေတ်တရင်စာတာဝန်ငယ်အယ်ဒီတာဖြင့်ဆောင်ရွက်ခဲ့ခြင်းကဖြစ်သည်1952ခုဇူလိုင်လ9ရက်နေ့ကရန်ကုန်မြို့ရှိစေးဆိုင်များကိုရဲကဝိုင်းကစေဝါအတုများကိုဖမ်းဆီးသည် ထို့စဉ်ကရန်ကုန်မြို့ဒါလဟိုစီလမ်းရှိမိတို့ဆေးတိုက်ကိုလည်းရဲကဝင်းရှားရာဆေးဝါးတို့အနှဲငယ်တွေ့သဖြင့်အေးအေးယူဖမ်းဆီးသည်ထိုသတင်းကိုတာမန်မှုကင်းအပုတ်တိုကလေးတပုတ်အဖြစ်ဗမာကသတင်းစာရေးတနေရာ၌မတင်မရှားဖော်ပြခဲ့သည်တာမန်အပုတ်တိုဖြစ်သဖြင့်အေဒီတာတင်မောက်အဖို့သတိပင်မထားမိလိုက်ပါဇူလိုင်လ16ရက်နေ့တွင် တင်မောက်ထံသို့နိုတစ်စာတစ်စောင်ရောက်လာသည်မိတို့ကြီးဆေးတိုက်ကြီးသည်အစိုးရဌာနများနှင့် အခြားဌာနများသို့ပါ ရောင်းချနေသောနာမည်ကျော်စေးတိုက်ကြီးဖြစ်ကြောင်းစေးတိုက်မှစေးဝါတုဖမ်းမိသည်မှမဟုတ်ပါစေးပလင်သုံးလုံးကိုစစ်စည်းရန်ခိတ္တယူသွားသည်သာဖြစ်ပါသည်ဤသို့ဖော်ပြသဖြင့်အမှုသည်ဤဂုံကို၎င်းနာမည်ကို၎င်းစေးဝါကို၎င်းထိခိုက်ပါသည်တို့ပါ၍ထိုသတင်းမမှန်ကြောင်း notice စာရပြီးသည့်နောက်24နာရီအတွင်းဖြည့်ရှင်းချက်ဖော်ပြပါဝင်ချပါမဖော်ပြပါကရာဇဝေးเจ้าအရာရောတရားမှเจ้าနှင့်မှာတရားစွဲမိဖြစ်เจ้าနှင့် notice ၌ရေးထားသည် အင်္ဂလိပ်ဘာသာပြန်ရေးထားသည်နုတ်တိဘေသူမှာဝိလုံရှိနေကြီးတရိုးမဟာသူရစီသူဦးချံတော် LLB လန်ဒန်ဖြစ်သည်သူ၏အမှုထဲမှာမိတို့စေးတိုက်ပိုင်ရှင်မစ္စတာအက်ကီနာနာဘာဝါဖြစ်သည်သူစဉ်ကဦးချံတော်မှာအစိုးရရှေ့နေချုပ်ကြီးလည်းဖြစ်သည်အစိုးရဆရာဝန်ကြီးမှာအပြင်းလူနာကိုလိုက်လံရေးကုသခွင့်ရှိတဲ့ကဲ့သို့အစိုးရရှေ့နေချုပ်ကြီးကအပြင်းအမှုဖြစ်သော မစ္စတာအက်ကေနာနာပါဝါဤအမှုကို လက်ခံဆောင်ရသည်ဥချန်တော်နှင့်ဗမာခေတ္တအစည်းမကတ်ဒီမှာကြာပြီးဥချန်တော်ဘက်မှချွေရင်းချက်ရေးပေါက်ရေးခွက်ရှိပါလျင်ဗမာခေတ်ကရည်သည်ဥချန်တော်ကလည်းစိတ်ဆိုးလေရှိသည်ယခုအမှုတွင် notice စာရလျင်ရာချင်းမူခင်းသတင်းတောက်ကိုလိုက်စေသည်သတင်းမှာသတင်းမှန်ဖြစ်သည်မီတို့စေးလိုက်ပိုင်ရှင်မစ္စတာအက်ဂေနာနာဘာဝါကိုပင်ရဲကဖမ်းသည်အာမခံပေးပြီး900ကျက်တန်ခံဝန်2ဦးနှင့်လွှတ်ထားသည် တရင်တော့အမှုတွဲအမှတ်255 52ကစပြီးအသေးစိတ်ကူးလာသဖြင့်ဗမာခေတ်ဘက်မှပိုင်သောအမှုတစ်ခုရပြန်လေပြီဒုံအမှုကိုအခြားတရင်စာများနိုင်လေဖော်ပြသဖြင့်ရှင်းနေကြုံကြီးဝါဝစ်လုံးတော် ရှင်းနေကြီးကတရင်စာလိုက်အလုံးကိုတရက်လိုအမှုတွေကိုစား note ပေးလေသည်အမှုမှာတရင်စာတို့ဘက်မှပိုင်နေသည်ကလားကရဲကိုလက်ပေးကအမှုဖြည့်ရန်စူးစမ်းဟန်တူသည်ကလားကသူ့၌အပြစ်မရှိပါဟုဆိုသည်ကိုဦးချန်ထွန်းကယုံကြည်လေသလားမသိဘူး ။ဘူချန်တို့၏နှုတ်တစ်ကို၎င်းအမှုသည်ကလားကို၎င်းခမ်းမိမိကလေးတီးကဆုံးမသင့်သည်ဟုတင်မောင်ယူဆသည်။ဤအမှုတွင်ခေါင်းစီတိတိမိမိနှင့်တီးမှဖြစ်မည်။ဗမခေတ်သည်ဥုံမြင့်လက်ထက်မှစကားတရင်းစာခေါင်းတက်မှုတွင်နာမည်ကြီးခဲ့သောတရင်းစာဖြစ်သည်။ဘူချန်တို့နှင့်ကလားကိုနာနာတီး၍ဆက်ဆက်ကလေးစော်ရန်အတွက်ခေါင်းစဉ်အမျိုးမျိုးစဉ်းစားသည်မရပါ။အင်္ဂလိပ်ဘာသာဖြင့်ရိုက်ထားသည့်ဦးချန်တွန်းပေးသောနိုတစ်စာကိုဇပွဲစီ၌တနေကုန်ဖျင် ခေါင်းစဉ်ကိုစဉ်းစားပါတော့လဲမပေါ်လာကြီးအခြားသတင်းများကိုတပုတ်ပြီးတပုတ်ချပေးနိုင်တော့လဲဤသတင်းကိုမူခေါင်းစဉ်စဉ်းစား၍မရသေးသဖြင့်စိုင်းထားသည်ည9:00နာရီခွဲကန့်တွင်မှခေါင်းစဉ်တစ်ခုဘွားကနေအကြံပေါ်သည်တို့ဤအကြံမှာပြင်းထန်လုံးသဖြင့်တင်သည်ည9:00နာရီခန့်၌ဒေါက်တာအေးမောင်အိမ်သို့သွားကာပြရသည်သည်ဥပဒေအရညီဆုံးမှုမရှိသဖြင့်ပုံလိပ်နိုင်ပါသည်ဟုဆိုလေမှပုံနှိပ်ဝင်သည် ထိုကောင်းကိုမစ္စတာအက်ကေနာနာဘာဝဟူသောအမည်ကိုမြန်မာခေါ်ဖြင့်ခေါ်ကာခေါင်းစဉ်တက်လိုက်သည်နာနာဘာဝဥချံတော်အရောမဟာတေးစီသူဥချံတော်ကမိတို့စေတိုက်အတွက်တရင်စာရိုက်ကြီးများကိုနှုတ်တက်ပေးခြင်းနောက်တစ်နေ့မနက်10နာရီခန့်တွင်တရားဝင်ကြီးချုပ်ဒေါက်တာအေးမောင်ကဖုံးဆက်သည်ဥချံထွန်းတယောက်ဆွတ်ဆွတ်ကိုခုံနေတာပဲဖုတင်ကမိတိုက်စေတိုက်ရှင်ကလာလာတဲ့ဥချံထွန်းကမောင်းထုတ်လိုက်တယ်ထို့ကဲ့သို့ ဒေါက်တာအေးမောင်ကတင်ပြနေတော်သည်